ရပ်ပိုင်းအတွင်းမှာပဲအီရန်အစ္စရေးနဲ့အမေရိကန်ကြားတင်းမာမှုတွေဟာအထုတ်ထိတ်ကိုရောက်ရှိလာပါတယ်။မျက်စိတမိတ်တွင်မြန်ဆန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေဒန်နာအီလာဇာဂရော့စ်တောင်တန်းကြီးတစ်ခုလုံးတုံ့လှုပ်သွားစေတဲ့ပေါက်ကွဲမှုတွေတီဟီရန်ကနေစစ်ကျင်ညာတဲ့စိန်ခေါ်သံတွေကြောင့်ကမ္ဘာကြီးတစ်ခုလုံးရပ်ပိုင်းအတွင်းအံ့အားသင်ခဲ့ရပါတယ်။ဒါပေမဲ့အခြေအနေကိုအပြည့်စုံနားလည်ဖို့ဆိုရင်တမရဒေါ်နယ်ထရန့်ရဲ့ညွှန်ကြားမှုအောက်မှာအမေရိကန်ကဘာကြောင့်သူ့လက်နက်တိုက်ထဲမှာအင်အားအကြီးဆုံးနျူကလ িয়ার မဟုတ်သေးတဲ့ဘုံကို အီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုတိုက်ခိုက်ဖို့တုံးဆွဲခဲ့တာလဲဆိုတာကိုပိုပြီးနက်နက်နဲနဲကြည့်ဖို့လိုပါတယ်။နေပေါင်းများစွာအီရန်ကနျူကလ িয়ার လက်နက်တွေထုတ်လုပ်နေတာကိုအမြဲငင်းဆိုခဲ့ပါတယ်။ဒါပေမဲ့နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ IAEA ရဲ့စီရင်ခံစာတွေကတော့တခြားပုံစံပြောပြနေပါတယ်။တောင်တစ်ခုရဲ့မြေအောက်ပေ260လောက်အနက်မှာရှိတဲ့ဖော်ဒိုးဆက်ယုံမှာယူရေနီယံကို60ရာခိုင်နှုန်းအထိကျွဲဝအောင်လုပ်နိုင်တဲ့ခေတ်မီဆက်တွေယာနဲ့ချီရှိနေပါတယ်။ ဒါကလက်နက်အဆင့်နဲ့နီးစပ်နေပါပြီ။နောက်ဆုံးစီရင်ခံတာတွေအရအီရန်မှာဒီအဆင့်ရှိတဲ့ယူရေနီယံအ ਨੇ စုံ100ပေါင်စုဆောင်းထားပြီးဒါဟာထပ်မံတန့်စင်မယ်ဆိုရင်နျူကလ িয়ার ထိပ်ဖို့အများပြားထုတ်လုပ်ဖို့လုံလောက်ပါတယ်။ဒါဟာခံမှန်းချက်သက်သက်မဟုတ်တော့ဘဲလက်ရှိတကယ့်ချိန်ချောင်းမှုတစ်ခုဖြစ်နေပါပြီ။ Israel က Rising Lion လို့အမည်ပေးထားတဲ့ထိုးစစ်တွင်မှာ F15I နဲ့ F35I ဂျက်လေယာဉ်တွေနဲ့တိုက်ခိုက်ခဲ့ပေမဲ့ ဖော်ဒိုးစက်ရုံကိုကာကွယ်ထားတဲ့ထူထဲတဲ့တောင်တန်းလွှာတွေကိုဖောက်ထွင်းနိုင်ခြင်းမရှိခဲ့ပါဘူး။ပါချင်နာတန်ကစ်နဲ့အစ်ဖာဟန်တို့ကို အစ္စရေးကပိတ်မှတ်ထားခဲ့ပေမဲ့ဖော်ဒိုးကတော့မထိခိုက်ခဲ့ပါဘူး။အစ္စရေးထောင်လေးကဒီစက်ရုံကိုအမေရိကန်ရဲ့အကူအညီမပါဘဲဖျက်ဆီးလို့မရဘူးဆိုတာအတည်ပြုခဲ့ပြီးတော့ဝါရှင်တန်ကလည်းဒါကိုအပြည့်အဝသိခဲ့ပါတယ်။ကမ္ဘာပေါ်မှာတခုတည်းသောမဟာဗျူဟာမြောက်ထိုးဖောက်လေရင် B2 Subrate ဟာ GBU 57 Massive Ordnance Penetrator လို့ခေါ်တဲ့ ပေါင်3004ချိန်ရှိတဲ့မြေအောက်ထိုးပေါက်ဘုံကြီးကိုတည်ဆောင်နိုင်ပါတယ်။လေယာဉ်6စီးဟာ Missouri ပြည်နယ် White Man Leaders ခန်းကနေတိတ်တဆိတ်ထွက်ခွာပြီး Guam ကျွန်းကိုသွားခဲ့ပါတယ်။လမ်းမှာလေထဲစီးဖြည့်ပြီး Iran လေပိုင်တစ်ထဲဝင်ရောက်ခဲ့ပါတယ်။ဒါဟာရိုးရိုးတိုက်ခိုက်မှုမဟုတ်တော့ဘဲ Iran ရဲ့ Nuclear အစီအစဉ်ကို အပီးတိုင်ရပ်တန့်ဖို့ရည်ရွယ်တဲ့ပြေဆုံးတဲ့ကြိုတင်တိုက်ခိုက်မှုတစ်ခုဖြစ်ပါတယ်။ American နဲ့ Israel ကြားပူးပေါင်းဆောင်ရွက်မှုဟာအလွန်နှီးစပ်ပါတယ်။ အစ္စရေးကပထမဆုံးလေကြောင်းတိုက်ခိုက်မှုတွေလှုံ့ဆောင်ပြီးကနအူးလေကြောင်းအတားအဆီးကိုဖျက်ဆီးပစ်ပြီးတော့လေကြောင်းကာဝေးရေးစနစ်ကိုအားနည်းစေပါတယ်။ပြီးရင်အမေရိကန်ကဘန်ဂါဘက်စတာဘုံတွေနဲ့ကြံတဲ့ပစ်မှတ်တွေကိုအပီးပိုင်ဖျက်ဆီးပါတယ်။ယူရဲချက်ကယူရေနီယံကျွဲဝါရေးပစ္စည်းတွေကိုဖျက်ဆီးဖို့တင်မဟုတ်ပဲအီရန်ဟာမကြခင်ကာလမှာနျူကလ িয়ার လက်နက်ထုတ်လုပ်ဖို့အခွင့်အရေးရမှာမဟုတ်ဘူးဆိုတော့နိုင်ငံရေးတတိပေးချက်ကိုပါပေးပို့နေတာပါ။ဒီဆုံးဖြတ်ချက်ဟာစည်ရေးတုံ့ပြန်မှုတသက်မဟုတ်ပဲ နတ်ဆိုင်နဲ့မဟာဗျူဟာမြောက်ဆုံးဖြတ်ချက်တခုပါ။လာနေချီပြီးအနောက်တိုင်းထောက်လိုင်းရေးဖွဲ့တွေကအီရန်ရဲ့လှုပ်ရှားမှုတွေကိုအနီးကပ်စောင့်ကြည့်နေခဲ့ပါတယ်။တိုက်ခိုက်မှုမတိုင်ခင်ကတည်းကဝါရှင်တန်နဲ့တဲလ်အဗစ်တို့ဟာဘယ်အဆင့်ထိဝင်ရောက်ဆွတ်ဖက်ရမလဲဆိုတာဆွေးနွေးခဲ့ကြပါတယ်။အမေရိကန်ယာရှိတချို့ကဆွေးနွေးဆွေးနွေးညှိနှိုင်းမှုကိုဦးစားပေးတဲ့နယ်လို့ယုံကြည်နေချိန်မှာပင်တဂိုပုံချုပ်တွေကတော့အီရန်ဟာရက်တပတ်အနေငယ်တွင်နျူကလ িয়ার လက်နက်ထုတ်လုပ်နိုင်တဲ့စွမ်းရည်ကိုရရှိနိုင်တယ်လို့ပြောခဲ့ပါတယ်။ တမလာထရန့်ရဲ့ရည်တည်ချက်ကယိုးရှင်းပါတယ်။အမေရိကန်လေတပ်ကလည်းလို့ဘယ်လေတပ်မှဒီမစ်ရှင်ကိုမလုပ်နိုင်ပါဘူး။အီရန်နေနဲ့မရက်တိုက်ခဲ့ရင်ပိုကြီးမားတဲ့ဘေးဒုက္ခနဲ့ရင်ဆိုင်ရလိမ့်မယ်လို့တိုက်ခိုက်ပြီးနောက်သူကတည်တိုးပြောခဲ့ပါတယ်။တချိန်တည်းမှာပဲအစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကအမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်မှုကိုချီးကျူးခဲ့ပြီးဒါဟာအမေရိကန်အတွက်အောင်ပွဲပဲလို့ပြောခဲ့ပါတယ်။ဒီလေကြောင်းတိုက်ခိုက်မှုကရိုးရိုးစစ်စင်ရေးတစ်ခုမဟုတ်ဘဲရေရှည်မဟာဗျူဟာရဲ့အစားပါ။ ရည်မှန်းချက်ကစောက်အုံတွေကိုဖျက်ဆီးဖို့တည်းမဟုတ်ပဲအီရန်ရဲ့နျူကလ িয়ার ဆန္ဒကိုလုံးဝဖျက်ဆီးပစ်ဖို့ပါပဲ။ဒါကြောင့်ဖော်ဒိုအပြင်နာတန်ခ်စ်နဲ့အစ်ဖာဟန်တို့လို နေရာတွေကိုလည်းတော်မာဟော့ခ်ဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ပင်နဂွန်ကတိုက်ခိုက်ရည်ရင်ကုန်တင်းဘော့ကနေအနည်းဆုံးခရုစ်ဒုံးကျည်အစင်း30ပစ်ခတ်ခဲ့တယ်လို့အတည်ပြုခဲ့တာပါ။ဒါကအမေရိကန်ဟာဘယ်အချိန်ဘယ်နေရာကမှမစိုးတိုက်ခိုက်နိုင်တယ်ဆိုတာကိုပြသတဲ့လုပ်ရတစ်ခုပါ လက်ရှိဖြစ်နေတဲ့အခြေအနေကကမ္ဘာမှာအရေးကြီးတဲ့အပြောင်းအလဲတစ်ခုကို ပြသနေပါဗျ။ဒါဟာပိတ်ဆို့မှုတွေအကြောင်းနဲ့မဟုတ်ဘဲအမေရိကန်နဲ့အစ္စရေးတို့ဟာရန်သူလက်ထဲနျူကလ িয়ার လက်နက်မရောက်အောင်ကန့်သက်ချက်အားလုံးကိုဖောက်ဖျက်ဖို့အသင့်ရှိနေပြီဆိုတဲ့အချက်ပြမှုတစ်ခုပါ။တနင်္ဂနွေနေ့ညမှာကမ္ဘာပေါ်ကအဆင့်မြင့်ဆုံးထိုးဖောက်ပုံကျဲလိန်တွေဖြစ်တဲ့ B2 Subbridge 6C ဟာ GBU 57 Massive Ordnance Penetrator ဘုံ6လုံးကိုတပြိုင်တည်းချဲချခဲ့ပါဗျ။ ဒီဘုံတွေကို Mountain Buster လို့လည်းခေါ်ကြပြီးတလုံးစီဟာပေါင်3000လေးချိန်ရှိကတန်ကွန်ကရစ်ပေ200အထိထိုးဖောက်နိုင်ပါတယ်။ဒီဘုံတွေအားလုံးရဲ့ပြင်မှတ်ကတော့ Fordo Uranium ကြွယ်ဝရေးစက်ရုံပဲဖြစ်ပါတယ်။ Fordo စက်ရုံဟာ Iran ရဲ့ Nuclear စီစဉ်အတွက်မထိုးဖောက်နိုင်ဘူးလို့ယူဆထားတဲ့ခံတပ်တစ်ခုပါ။တောင်တစ်ခုထဲမှာနက်နက်ဆိုင်ဆိုင်တိဆောက်ထားပြီးတမတ်ရိုးကြဘုံတိုက်ခိုက်မှုတွေကိုခံနိုင်ရည်ရှိအောင်ဒီဇိုင်းထုတ်ထားတာပါ။ဒါပေမဲ့ GBU 57ဘုံတွေအတွက်တော့ ဘယ်နယံမှထူထဲလွန်ခြင်းမရှိခဲ့ပါဘူးအမေရိကန်ကာဝေးရေးရရှိသူအုပ်ကပြစ်မှတ်ကိုတိုက်ခိုက်ုံနဲ့မကဘူးမြေပုံပေါ်ကနေပါဖျက်ပစ်လိုက်တာလို့အတည်ပြုပြောကြားခဲ့ပါတယ်နောက်ပိုင်းရရှိတဲ့ဂျိုဒုပုံရိပ်တွေမှာလည်းကြီးမားတဲ့ဂျိုင်းကွက်တွေမြေအောက်ကနေထွက်နေတဲ့မီဂိုတွေနဲ့ကွဲကျင်နေတဲ့ကွန်ကရစ်အဆောက်အုံတွေကိုတွေ့ရပါတယ်ဒါရီဟာမြေအောက်10မီတာအောက်မှာ ကြီးမားတဲ့ပောက်ကွဲမှုတစ်ခုဖြစ်ခဲ့တယ်ဆိုတော့ရှင်းလင်းတဲ့လက္ခဏာတွေပါပဲ။ဖော်ဒိုဟာအစပဲရှိပါသေးတယ်။တစ်ချိန်တည်းမှာပဲ နာတန့်စ်နျူကလ িয়ার ဆက်ယုံကိုဘန်ဂါဘက်စတာဘုံနှလုံးထတ်ချခဲ့ပါတယ်။ဒီဆက်ယုံဟာအစ္စရေးကတနှစ်စောပိုင်းကတိုက်ခိုက်ခဲ့ပေမဲ့အီရန်ကလျှို့ဝှက်ပြန်လဲတိစောက်ခဲ့တာပါ။ဒါအပြင်အိုမန်ပင်လယ်ကွင်းမှာလှုပ်ရှားနေတဲ့ American ဂျင်ငုတ်တင်ဘောကနေ Tomahawk Cruise တုံးကြီး30စင်းကို Na Tanks နဲ့ Isfahan တို့မှာရှိတဲ့မဟာဗျူဟာမြောက်နေရာတွေကိုပစ်မှတ်ထားခဲ့ပါတယ်။ဂျိုလူပုံရိပ်တွေရာ Isfahan မှာရှိတဲ့ nuclear သုတေသနဆက်ယုံရဲ့တဝက်ဟာလုံးဝပြောင်းသွားခဲ့ပါတယ်။ အမိုးကုန်းအေးအေးပေးတာဝါနဲ့အဓိကတခွဲကန်းတွေအားလုံးလုံးဝဖြတ်စည်းခံခဲ့ရပါတယ်။ဒီဖြစ်ပျက်တွေအားလုံးဟာတနအီမပြည့်ခင်အတွင်းဖြစ်ပျက်ခဲ့တာပါ။ Israel ဘက်ကတော့တပတ်ကြာလေကြောင်းတိုက်ခိုက်မှုတွေနဲ့လမ်းခင်းပြီးနောက်မှာဒုတိယဆင့်တိုက်ခိုက်မှုတွေကိုလှည့်မြန်စွာလှုံ့ဆော်ခဲ့ပါတယ်။ Hamas မောင်းသူမဲ့လေယာဉ် UAV တွေဟာ radar scan တွေခင်မမီတော့တဲ့ S200 လေကြောင်းကာကွယ်ရေးစနစ်တွေနဲ့ကာမန်လေစိတ်မှာထွက်ခွာဖို့ပြင်ဆင်နေတဲ့ Iran လေတပ်ရဲ့ F5 လေတိုက်လေယာဉ်နှစ်စီးကိုပါဖျက်ဆီးဖို့ ဒုံးကြီးတွေကိုလမ်းညွှန်ပေးခဲ့ပါတယ်။ဒီလေယာဉ်တွေမှာ AIM-9 ဒုံးကြီးတွေတပ်ဆင်ထားပေမဲ့အချိန်မီတုံ့ပြန်နိုင်ခြင်းမရှိဘဲလေယာဉ်ပြေးလမ်းပေါ်မှာပဲဖြတ်စည်းခံခဲ့ရပါတယ်။ကျွမ်းကျင်သူတွေကိုအံအားသင့်စေတာကတိုက်ခိုက်မှုရဲ့တိကျမှုတွေမဟုတ်ဘဲပူးပေါင်းဆောင်ရွက်မှုအဆင့်နဲ့လှုပ်ဆောင်မှုမြန်ဆန်မှုပါပဲ။ American ကတအူးတဲ့တိုက်ခိုက်ခဲ့တာမဟုတ်ပါဘူး။ Israel နဲ့တိကျတဲ့အစီအစဉ်တိုင်းပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ပထမဆုံးလေကြောင်းကာဝေးရေးစနစ်တွေကိုဖျက်ဆီးပြီးထိခိုက်လွယ်တဲ့နေရာတွေကိုပိတ်မှတ်ထားတာ နောက်ဆုံးမှာမြေအောက်နက်နက်မှာရှိတဲ့နျူကလ িয়ার ဆက်ရုံကိုတိုက်ခိုက်ခဲ့ပါတယ်။ Israel ရဲ့ UAV ထောင်လှမ်းရေးနဲ့ပြစ်မှတ်သတ်မှတ်ခြင်းတို့နဲ့ American ရဲ့တာဝေးပစ်စင်အာရိုပေါင်းဆက်လိုက်တာကမရှုံးနိုင်တဲ့ဗျူဟာတစ်ခုကိုဖန်တီးပေးခဲ့ပါတယ်။ဒီတိုက်ခိုက်မှုရဲ့တက်ရောက်မှုကမဟာဗျူဟာမြောက်ပါတယ်။တမရဒေါ်နယ်ထရန့်က ဆိုရှယ်မီဒီယာမှာ ဖော်ထုတ်ပြောက်သွားပြီလို့အတူချုပ်ကြေညာခဲ့ပါတယ်။ပြီးတော့ကျွန်တော်တို့လှုပ်ဆောင်ခဲ့တာကိုတခြားဘယ်စစ်တပ်မှမလုပ်နိုင်ဘူးလို့ထပ်ပြောခဲ့ပါတယ်။ 2003ခုနှစ် IRAS စစ်ပွဲနောက်ပိုင်း American လက်တပ်ဟာတကြိမ်တည်းမှာ B2 ဘုံးကျဲလေယာဉ်အများပြားနဲ့ GBU 57ဘုံးကိုပထမဆုံးအကြိမ်အသုံးပြုခဲ့တာပါ B2 လေယာဉ်တစ်စီးကိုတာဝန်ပေးဖို့ဆိုတာလွယ်တဲ့အလုပ်မဟုတ်ပါဘူးလေယာဉ်တစ်စီးစီအတွက်ယာဉ်နဲ့ချီတဲ့အထောက်အကူပြုဝန်ထမ်းတွေလေထဲမှာနှစ်ကြိမ်စီဖြည့်မှုတွေနဲ့ Pacific, Qatar နဲ့ Germany ကစခန်းတွေရဲ့ပူးပေါင်းဆောင်ရွက်မှုတွေလိုအပ်ပါတယ်အီရန်ရဲ့ကနအူးတုံ့ပြန်မှုကတော့ဒေါသတကြီးကြီးညာချက်တွေထုတ်ပြန်တာပါပဲ။ နိုင်ငံတိုင်းဝန်ကြီးဌာနကဒါကိုစစ်ကြေညာခြင်းလို့ခေါ်ဆိုပြီး IRGC ကတော့ American ဟာငရဲတကားကိုဖွင့်လိုက်ပြီးလို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့ချင်းချောက်မှုတွေနောက်ကွယ်မှာငြင်းမရတဲ့အမှန်တရားတစ်ခုရှိနေပါတယ်။ Iran ရဲ့ nuclear အစီအစဉ်ရဲ့အရေးကြီးဆုံးနေရာ၃ခုဖြစ်တဲ့ Fordo, Natanz နဲ့ Isfahan တို့ဟာဖျက်ဆီးခံခဲ့ရတာဒါမှမဟုတ်အလုံးမလုံးနိုင်တော့တာဖြစ်ပါတယ်။ Fordo ဆက်ယုံဟာမူလကယူရေနီယံကို90ရာခိုင်နှုန်းအထိကျွဲပေါက်အောင်လုပ်ဖို့ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး အခုတော့တောင်အောက်ကကွန်ကရစ်ပုံအဖြစ်သာရှိနေပါပြီ။ Israel ကျွမ်းကျင်သူတွေကဒါဟာအီရန်ရဲ့နျူကလ িয়ার စွမ်းရည်ကိုအနည်းဆုံး9နှစ်ထိနယ်လန်မထူနိုင်အောင်ဖျက်ဆီးပစ်လိုက်တဲ့တိုက်ခိုက်မှုလို့ခေါ်ဆိုခဲ့ပါတယ်။ဒါပေမဲ့လည်းပြစ်မှတ်အားလုံးလုံးဝဖျက်ဆီးခံရတာတော့မဟုတ်ပါဘူး။ကနဦးအစီရင်ခံသားတွေအရဖော်ဒိုရဲ့အနည်းငယ်သောအစိပ်ပိုင်းကကြံနေသေးတာကိုပြသနေပြီး60ရာခိုင်နှုန်းအဆင့်ထိကျွဲဝအောင်လှုပ်ထားတဲ့ယူရေနီယံပေါင်400လာဟာပျောက်ဆုံးနေပါတယ်။ Israel ထောင်လိုင်းရဲ့တည်င်းချင်းမြစ်တွေက ဒီယူရေနီယံကိုတိုက်ခိုက်မှုမဖြစ်ခင်ထရက်ကားနဲ့ရွှေ့ပြောင်းသွားပြီလို့ယုံကြည်ကြပါတယ်။ဒီရချက်ကတော့အီရန်ကိုကြိုတင်သတိပေးခဲ့သလားသတိပေးခဲ့ရဆိုရင်ဒီထိတ်တန့်ညိုဝက်စီစဉ်ကိုဘသူကပေါက်ကြားစေခဲ့လဲဆိုတဲ့မေးခွန်းတွေထွက်ပေါ်လာစေပါတယ်။ဘလို့ပဲဖြစ်ဖြစ်ယူရေနီယံကြံနေသည်ဖြစ်စေမကြံသည်ဖြစ်စေပင်ကွန်ရဲ့ညီကောင်ချုပ်ကတော့ရှင်းပါတယ်။လက်နက်အဆင့်ထိယူရေနီယံကြွယ်ဝအောင်လုပ်ဖို့လိုအပ်တဲ့အဆောက်အအုံတွေကိုလုံးဝဖျက်ဆီးပစ်လိုက်ပြီ။အီရန်မှာ60ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းအထိ ယူရေနီယံကျွဲဝအောင်လုပ်ဖို့လိုအပ်တဲ့အခြေခံအဆောက်အအုံမရှိတော့ပါဘူး။ဒီစွမ်းရည်ကိုပြန်တီဆောက်ဖို့ဆိုရင်ဆယ်စုနှစ်မဟုတ်ရင်တော့နှစ်နဲ့ချီပြီးကြာမြင့်နိုင်ပြီးလိုအပ်တဲ့နည်းပညာကျွမ်းကျင်မှုပစ္စည်းကရိယာနဲ့ငွေကြေးအရင်းမြစ်တွေလည်းလောလောဆယ်မှာမရှိပါဘူး။ဒီတိုက်ခိုက်မှုနဲ့တူအမေရိကန်ကနျူကလ িয়ার လက်နက်ပြန်ပွားမှုကိုတားဆီးဖို့အတွက်အင်အားသုံးဖို့စမ်းသပ်ရှိကြောင်းပြသရုံသာမကကမ္ဘာအနှံအင်အားပြနိုင်တဲ့စွမ်းရည်ကိုလည်းအချိန်တိုအတွင်းမှာပဲတရုတ်ပြခဲ့ပါဗျ။ ဒါဟာအီရန်အတွက်တည်းမဟုတ်ဘဲစင်တူရီမန်းချက်ရှိတဲ့ဘဲနိုင်ငံအတွက်မဆိုသတိပေးချက်တစ်ခုပါပဲ။ဖော်ဒိုနာဒန်စ်နဲ့အစ်ပါဟန်တို့ပေါ်လေကြောင်းတိုက်ခိုက်မှုတွေကစစ်ရေးအရာတောက်ပတဲ့အောင်ပွဲတစ်ခုဆိုရင်အရေးပါတဲ့အချိန်မတိုင်မီမှာ60ရာခိုင်နှုန်းကျွေပေါက်အောင်လှုပ်ထားတဲ့ယူရေနီယံပေါင်၈၈၀ပျောက်သွားတာကတော့မဟာဗျူဟာမြောက်အိမ်မက်ဆိုးတစ်ခုပါပဲ။ဒါဟာပစ္စည်းဆုံးရှုံးမှုတွေမဟုတ်ဘဲနျူကလ িয়ার ထိပ်ဖို့အနည်းဆုံး၅ခုထုတ်လုပ်ဖို့လုံလောက်တဲ့ပစ္စည်းဆုံးရှုံးတာပါ။ ကြောက်ဖို့ကောင်းတော့ကတော့ဘယ်ရောက်သွားမှန်းဘယ်သူမှမသိတာပါပဲ။ IAEA ရဲ့စီရင်ခံစားရာဒီယူရေနီယံကို Fordo မှာအရင်ကတူလောင်ထားခဲ့ပါဗျ။ဒါပေမဲ့လေကြောင်းတိုက်ခိုက်မှုပြီးပြီးချင်းမှာပဲခွဲချမ်းစိတ်ဖြာရေးအဖွဲ့တွေကရေဒီယိုတက်တိကြွမှုဂျိုးစိတ်မှုလက္ခဏာမတွေ့ခဲ့ပါဘူး။ယူရေနီယံတူလောင်ရုံဖြတ်စည်းခံရရင်ညဉ့်ညမ်းမှုဖြစ်မဲ့အနီးအနားက KM မြို့လေးလည်းလုံးဝပေးကင်းခဲ့ပါဗျ။ဒါကတခုတည်းသောအတိတ်ပဲရှိပါတယ်။ MOB ဘုံမချခင် Uranium ကိုရွှေ့ပြောင်းခဲ့တယ်ဆိုတာပါပဲ။ အစ္စရေးထောင်လှည့်ရေးတရင်ချင်းမြစ်တွေကအီရန်တော်လှန်ရေးအဆောင်တက် IRGC နဲ့တပ်ဆိုင်တဲ့စစ်ဘက်တန်ကြပ်ကထရက်ကားတွေတိုက်ခိုက်မှုမတိုင်ခင်48နာရီအလိုလောက်ကဖော်ဒိုးကိုရောက်လာခဲ့တယ်လို့အတည်ပြုခဲ့ပါတယ်။သူတို့ဟာလက်နက်ကင်အဆောက်ရှောက်နဲ့ထွက်ခွာပြီးပျောက်ကွယ်သွားခဲ့ပါတယ်။မေးစရာကတော့အီရန်ကယူရေနီယံကိုရွှေ့ပြောင်းဖို့ဘယ်လိုသိခဲ့တာလဲ။အမေရိကန်ကျွမ်းကျင်သူတချို့က American အစိုးရဒါမှမဟုတ်အစ္စရေးထောက်လှမ်းရေးတဲ့ကတစ္ဆေဖောက်တအူးရှိနေနိုင်တာလို့ခန့်မှန်းကြပါတယ်။ လေကြောင်းတိုက်ခိုက်မှုအချိန်ကိုပေါက်ကြားတာဟာအလွန်ကိုဆိုးရွားပါတယ်။ဒါဟာပင်ဒဂွန်နဲ့မော့ဆက်အဖွဲ့ငယ်လေးတစုကပဲတည်တဲ့ထိတ်တန့်လျှို့ဝှက်စစ်စင်ရေးတစ်ခုပါလို့ CIA အရာရှိဟောင်းတအူးကမှတ်ချက်ပေးခဲ့ပါတယ်။အီရန်ကိုတကယ်ပဲကြိုတင်တတိပေးခဲ့ရတဲ့ဆိုရင်တိုက်ခိုက်မှုကအဆောက်အုံကိုဖျက်ဆီးခဲ့ပေမဲ့သူ့ရဲ့မဟာဗျူဟာမြောက်ရည်မှန်းချက်တွေကိုအပြည့်အဝအောင်မြင်ခဲ့မှာမဟုတ်ပါဘူး။ယူရေနီယံဘယ်ရောက်သွားလဲ။အဓိကဖြစ်နိုင်ခြေ၃ခုရှိပါတယ်။ အီရန်နိုင်ငံထဲမှာရှိတဲ့အခြားမြေအောက်ဆက်ယုံတစ်ခုမှာဖုံးကွယ်ထားတာဒါကဖြစ်နိုင်ခြေအရှိဆုံးပါပဲအီရန်ကမြေပုံပေါ်မှာမမှတ်သားထားတဲ့မြေအောက်အရန်ဆက်ယုံတွေကိုတိစောက်ထားတာအရင်ကလည်းတွေ့ရှိခဲ့ပူပါတယ်ယူရေနီယံများပြားကိုလျှို့ဝှက်နေရသစ်စီရွှေ့ပြောင်းပြီးဖုံးကွယ်ထားတာဟာလုံးဝဖြစ်နိုင်ခြေရှိပါတယ်တချို့ကျွမ်းကျင်သူတွေကအီရန်ကလူနေရပ်ကွက်အောက်ကဥမင်လှိုင်ကောင်းကွန်ရက်ထဲမှာတိုးလောင်ထားနိုင်တယ်လို့တောင်အကြံပြုပါတယ်ဒီလိုနေရာတွေမှာဆိုရင် Israel နဲ့ American ကဝင်ရောက်ဖို့ခက်ခဲပါလိမ့်မယ် မော့ဆက်ကသတင်းရင်းမြစ်တစ်ခုအရယူရေနီယံကိုသိမ်းငယ်တဲ့အပိုင်းတွေခွဲပြီးတန်ကြက်ကထရက်ကားဓာစင်ပေါင်းများစွာပေါ်တင်ဆောင်ကအီရန်တရှောင်းနေစဉ်နေရာပြောင်းရွှေ့နိုင်နိုင်ပါတယ်။ဒါမှဂျိုဒူးကနေခြေရခံဖို့ခက်ခဲတဲ့ရွေရှားပြစ်မှတ်တစ်ခုဖြစ်လာမှာပါ။ဒီနည်းပြဟာကိုအယ်ကာအီဒါနဲ့ IS တို့ကဓာတုလက်နက်တွေနဲ့စိုက်ဘာဒေတာတွေကိုဟွက်ဖို့အရင်ကအသုံးပြုခဲ့ပူပါတယ်။တချို့ theory တွေကတော့တရုတ်ဒါမှမဟုတ်မြောက်ကိုရီးယားကဒီယူရေနီယံကိုယာယီလက်ခံထားတယ်လို့ပြောကြပါတယ်။ ရေဒီယိုတတိကြွပစ္စည်းတွေကိုလေကြောင်းကနေတည်ယူပို့ဆောင်ဖို့မဖြစ်နိုင်သလောက်နေပေမဲ့လုံးဝပယ်ချလို့တော့မရပါဘူးဒီ theory ဒါမှန်ကန်ခဲ့ရင်ပြဿနာကအရှိအလေပိုင်းနဲ့မဟုတ်တော့ဘဲကမ္ဘာလုံးဆိုင်ရာအကျက်တဲဖြစ်လာပါလိမ့်မယ်အမေရိကန်ထောက်လှမ်းရေးကတော့ရှုပ်ထွေးနေသေးပါပဲပေါက်ကြားလာတဲ့အစီရင်ခံစာရ CIA နဲ့ NSA တို့ဟာပေါက်ကွဲတဲ့နေရာကနေဘာအချက်ပြမှုမှမရရှိတော့ဘဲအပူချိန်မြင့်တက်မှုဓာတ်ငွေထုတ်လွှတ်မှုတွေလည်းမတွေ့ရှိရဘူးလို့ဖော်ပြထားပါတယ်။တစ်ချိန်တည်းမှာပဲ Israel က ယူရေနီယံဘယ်ရောက်နေလဲဆိုတဲ့ယုံကြည်စိတ်ချရတဲ့သတင်းအချက်လက်တွေရှိတယ်လို့ပြောပေမဲ့ထုတ်ဖော်ပြောဆိုဖို့ငြင်းဆန်နေပါတယ်။ပိုကြီးတဲ့ပြဿနာကတော့အီရန်မှာ60ရာခိုင်နှုန်းကျွယ်ဝအောင်လုပ်ထားတဲ့ယူရေနီယံကိုပိုင်ဆိုင်နိုင်တဲ့စွမ်းရည်ရှိနေသေးတာပါ။အလဲလက်ရွယ်စင်ထရီဖြူဆက်ယုံတစ်ခုနဲ့ဆိုရင်60ရာခိုင်နှုန်းအထိဆက်တန့်စင်နိုင်ပါတယ်။ဒါကသူတို့နျူကလ িয়ার လက်နက်ရနိုင်ခြေဆက်ရှိနေတယ်လို့ဆိုပါတယ်။တမနာထရန့်ကအဲ့ဒီနေရာကိုရှာတွေ့ရင်ပြန်လာခဲ့မယ်။ ဒီတခါတော့ပိုပြီးပြင်းထန်တဲ့ပုံစံနဲ့လို့ပြက်ပြက်သားသားသတိပေးခဲ့ပါတယ်။ဒါပေမဲ့အကြီးမားဆုံးမေးခွန်းတွေကတော့မဖြေရှင်းရသေးပါဘူး။ဘသူကအီရန်ကိုသတိပေးခဲ့တာလဲ။ယူရေနီယံဘယ်ရောက်နေလဲ။အီရန်ဘယ်တော့လက်တုံပြန်မလဲ။ဒါမှမဟုတ်နျူကလ িয়ার လုပ်ငန်းစဉ်ဘယ်တော့ပြန်စမလဲ။တစ်ချိန်တည်းမှာပဲအီရန်ပြည်ရင်းမှာတော့လွှတ်တော်ကအမေရိကန်သေးပါသေးလို့ကြေလောင်သွားအော်ဟစ်နေပြီး IRGC ကလည်းအရှိလေပိုင်းရှိအမေရိကန်စစ်စခန်းအလုံးဟာပြစ်မှတ်တွေဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ ဒါကပျောက်ဆုံးနေတဲ့ယူရေနီယံဟာပစ္စည်းပြဿနာတသက်မဟုတ်တော့ဘဲလက်တုံပြန်စစ်ပွဲအတွက်အကြောင်းပြချက်တစ်ခုဖြစ်လာနေတယ်ဆိုတာကိုဆိုလိုပါတယ်။ဒီကစားပွဲကနျူကလ িয়ার ဆက်ယုံတွေမှနေကန့်သက်မှာပဲအကြမ်းဖက်အဖွဲ့အစည်းတွေဒါမှမဟုတ်ရန်လိုတဲ့အစိုးရတွေလက်ထဲကိုယူရေနီယံရောက်ရှိသွားတဲ့ကြောင်နဲ့ကြွက်လိုက်တန်းကစားနည်းအဖြစ်ပြောင်းလဲသွားမယ်ဆိုရင်နျူကလ িয়ার ချိန်ချမှုဟာဘယ်နေရာမှာမဆိုရှိနိုင်တဲ့ကပ်ဘေးတစ်ခုဖြစ်လာပါလိမ့်မယ်။ American ဟာအခြေခံအဆောက်အအုံတွေကိုဖျက်ဆီးဖို့တွေမဟုတ်ဘဲ အီရန်မှာအစိုးရဖြုတ်ချရေးအတွက်လည်းလမ်းခင်းပေးနေနိုင်ပါတယ်။တမ်မရဒေါ်နယ်ထရန့်ကသူ့ရဲ့နောက်ဆုံးကြေညာချက်မှာသူ့ရဲ့ရည်ရွယ်ချက်တွေကိုဖုံးကွယ်မထားပါဘူး။အီရန်လက်နက်ချခြင်းမရှိရင်ပိုကြီးမားတဲ့ဝမ်းထဲကြေကွဲမှုနဲ့ရင်ဆိုင်ရလိမ့်မယ်လို့သူကအခိုင်အမာပြောခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲတမိုင်းကိုပြောင်းလဲဖို့အတွက်ပူးပေါင်းဆောင်ရွက်တဲ့အတွက်ဝင်ကြီးချုပ်နေတန်ညာဟုကိုကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။အင်ဂျူတော်ကနေပင်ဒဂွန်အထိထက်ခါတလဲလဲပေးဖို့တဲ့ message ကတော့ရှင်းပါတယ်။ဂျီမန်ချက်ကယူရေနီယံနဲ့မဟုတ်ပဲ အီရန်ရဲ့နျူကလ িয়ার ဆန္ဒတွေကိုအပီးတိုင်ရပ်တန့်ဖို့ပါလက်ရှိအစိုးရဆက်ရှိနေတွေဒါကိုအောင်မြင်နိုင်မှာမဟုတ်ပါဘူးတစ်ချိန်တည်းမှာပဲအီရန်ကအင်အားကြီးတဲ့စစ်ရေးတုံ့ပြန်မှုမလုပ်ရသေးပါဘူးအစ္စရေးပေါ်လက်တုံ့ပြန်ဒုံးကျည်တိုက်ခိုက်မှုတွေဟာအလျင်စလိုနဲ့ပေါ်ဆပုံရပါတယ်အမေရိကန်စခန်းတွေကိုပြာမှုန့်ဖြစ်စေမယ်ဆိုတဲ့ IRGC ရဲ့ချိန်ချောက်မှုကအခုထိစကားလုံးတွေတတ်တတ်ပါပဲသူတို့ဝါရှင်တန်ရဲ့နောက်လှုပ်ရှားမှုကိုစောင့်နေတာဖြစ်နိုင်မလားပရိပခကခနာတာငြိမ်သက်သွားနိုင်ပေမဲ့ ပြီးဆုံးသွားတာကိုတော့မဆိုလိုပါဘူး။ယူရေနီယံပြောင်းနေသူရဲ့တီဟရန်အစိုးရမရင်နိုင်သူရဲ့နဲ့အင်ဖြူတော်ရဲ့ဂျင်ညာချက်တွေပုံမပြင်းထန်လာသူရဲ့မေကွန်ကအီရန်ဘလို့လက်တုံပြန်မလဲဆိုတာမဟုတ်တော့ဘဲဒီအစိုးရဘယ်တော့ပြိုလဲမလဲဆိုတာဖြစ်လာပါလိမ့်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။